အားလုံးပဲမင်္ဂလာပါခင်ဗျာဘေးကင်းကြပါကြပါစေအော်တိုဘလ30ရက်နေ့ညပိုင်းနွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့၄ကိကောအနီးရသိကူတဝိုက်မှာလေချောင်းတိုက်ခိုက်တယ်လို့သိရပါတယ်နောက်ပြီးတော့တရနယ်လေးအပြည့်ရပေမဲ့ဒီမြင်းကြံဘလက်တိုက်ကအဖွဲ့ စစ်ကူတပ်တွေမိုးကိုကနေပြန်မဆုတ်ပဲနဲ့မဟာမိတ်တွေနဲ့ပေါင်းပြီးတော့တိုက်ခိုက်မယ်လို့ပြောပါတယ်။နောက်မရယာမှာစစ်တပ်စစ်ကြောင်းထိုးပြီးတော့ဖမ်းဆီးမိရှို့တာတွေကြောင့်ပြည်သူတွေနေရက်ဆုံးခွာထွက်ပြေးနေရပါတယ်။လက်ပန်လာရွာကိုစစ်တပ်ဘုံကျဲလို့ကလေးတဦးအပါဝင်အရသား2ဦးတေဆုံးသွားပါတယ်။ပြီးတော့မန္တလေးမရယာမိုးကုတ်လမ်းပေါ်မှာရှိတဲ့ကြောက်စရစ်ကုံတရာမိုင်းခွဲခံလိုက်ရလို့ကြိုးကြသွားပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီပုံနှကျုံမြို့ကိုကြံဖက်လေတကဘုံကျဲတိုက်ခိုက်လို့၁၀ဦးလောက်ထိခိုက်ဒဏ်ရာရှိတယ်လို့ဆိုပါရယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပြမသုံးသတင်းတစ်ပုဒ်အနေနဲ့၄ကီကောအနီးရေသိကူဒဝိုက်မှာလေကြောင်းတိုက်ခိုက်တဲ့သတင်းကိုစပြီးတင်ဆက်ပေးကြပါရယ်ခင်ဗျာကရင်ပြည်နယ်မြောက်ပြည်မြို့တောင်ဘက်ကိုးမိုင်လောက်အကွာမှာ၄ကီကောမြို့တဲ့အနီးမှာရှိတဲ့ရေသိကူကျေးရွာတဝိုက်ကိုစစ်ကော်မရှင်ကတိုက်ခိုက်ရေးလေရင်နဲ့ ဒီနေ့ပြစ်ခတ်တိုက်ခိုက်လျက်ရှိတဲ့အကြောင်းဒေသခံတွေကပြောပါတယ်ဒေသခံမျိုးသမီးတူပြောတာက လေရင်လာတယ်ခုနှစ်ခေါက်ပတ်တယ်နှစ်ကြိမ်ပြစ်တယ်ရသစ်ကူဖလူတနေရာရာပဲထိမဲ့ဝါကီဘက်ကိုပြစ်တယ်လို့လည်းသိရတယ်လေရင်ကအခုထိဝန်းနေတုံးပဲလို့ပြောပြပါတယ်အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့မြေပြင်မှာရှိတဲ့တောင်လိုင်းရဲဘော်တူကလည်းရသေးကူနဲ့ရှီတန်း point တကြောကိုလေကြောင်းကလာရောက်တက်ခိုက်နေပြီးတော့အခုအချိန်ထိပြစ်ခတ်နေသေးဖြစ်တဲ့အကြောင်း နေ့လယ်၁၂နာရီကျော်ကပြောပါရခင်ဗျာပြီးခဲ့တဲ့စက်တင်ဘာ၂၁ရက်မှာ၄ကီကောမြို့တင်နဲ့စူပါဒေတာမှာရှိတဲ့တပ်စခန်းတွေနဲ့ကြေးရွာတချို့ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်စစ်ကော်မရှင်တပ်တွေဟာကြံရှိ နေတဲ့ရသိကူကြေးရွာမင်းလက်ပံအပါဝင်ဖလူးဒေတာကကြေးရွာတွေကိုဆက်လက်ထိုးစစ်ဆင်တဲ့နေရာမှာထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါတယ်ခင်ဗျာဒီမြေမြမှာရှိတဲ့ရဲဘော်တအူပြောပြတာကတော့ ီကောင်တွေတက်လာတိုင်းထိပ်ပြီးလန်ကြနေလို့လက်နက်ကြီးပြစ်တဲ့ဒရုန်းသုံးနဲ့အခုနောက်ဆုံးဝိုင်းတွဲပါပါလာရာပေါ်လို့ပြောပြပါရခင်ဗျာကရင်မြို့သားလွမြောက်ရေးတပ်မတော် KNLA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းစစ်ကြောင်းတွေကလက်ရှိစစ်ကော်မရှင်စစ်ကြောင်းတွေကိုခုခံတိုက်ခိုက်နေတဲ့မင်းလက်ပံဖလူရေတိကူနေရာတွေမှာစစ်တပ်ကဝေါ်လီဒေတာအထိမြေပြင်စစ်ကြောင်းတွေဆက်မတက်နိုင်ဖို့နဲ့ထိုင်းနယ်စပ်စခန်းတွေကိုပြန်လည်တပ်မဆွဲနိုင်ဖို့အရေးပါတဲ့ ခံစစ်စည်းနေရာတွေဖြစ်တဲ့အကြောင်းစီရေးတရင်အရင်မြစ်တွေကပြောဆိုကြပါတယ်ခင်ဗျာကျွန်တော်မန္တလေးတိုင်းအတွင်းကတရင်တပုတ်ကနဲ့စကြပါတယ်ခင်ဗျာအဲ့ဒါကတော့ဒီ TNL အပြည့်ရက်ပေမဲ့ဒီမြင်းကြံဘလက်တိုက်ကကြာမဲစစ်ကူတက်တွေကမိုးကုတ်ကနေပြီးတော့ပြန်မဆုတ်ဘဲနဲ့မဟာမိတ်တွေနဲ့ပေါင်းပြီးဆက်ပြီးတိုက်ခိုက်မယ်လို့ပြောဆိုပါတယ်ကြီးညာကျက်လက်ထုတ်ပါတယ်ခင်ဗျာ မြင်းညာခဲအတွင်းမှာအခြေစိုက်ကအာနာလူ ဒီစစ်အုပ်စုကိုတိုက်ခိုက်နေတဲ့မြင်းကြံဘလက်တိုက်ကကြာမဲတပ်ဟာတောင်ပေါ်စစ်ကူအဖြစ်နဲ့မိုးကုံမြို့ကိုယာနဲ့ချီပို့လှုပ်ကညီနောင်မဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်နေကြရမှာလက်ရှိ TNL ဘက်ကအပြစ်ရပြီးတော့မိုးကုတ်ကနေထွက်ခွာပေမဲ့ MPD တပ်ဖွဲ့ဝင်တွေနောက်ပြန်မဆုတ်ပဲဒီရှိတဲ့ညီနောင်မဟာမိတ်တွေနဲ့ပေါင်းပြီးတော့စစ်အုပ်စုကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့တပ်ရင်းမှုဗိုလ်မိုက်ခဲကပြောပါတယ်ခင်ဗျာ ပြီးခဲ့တဲ့ချင်းပြည်နယ်ဖလန်းမြို့ဒိန်းတိုက်ပွဲမှာကြားမဲရာနဲ့ချီပါဝင်တိုက်ခိုက်ပြီးတဲ့နောက်မှာမုတ်ကုတ်တပိတ်ချင်းနယ်အတွင်း MPT စစ်ကူစစ်ကြောင်းတွေတွားရောက်တိုက်ခိုက်နေတာဖြစ်ပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေအတွင်းမှာကြားမဲတပ်ဖွဲ့ဝင်တွေကိုဒေသခံကြီးနောက်မှာမိတွေနဲ့ပေါင်းကစုမှုထိန်ချုပ်ဒေသတွေပြန်မပေးရရေးအတွက်အစွမ်းကုန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာကျွန်တော်တို့ကြားမဲတွေမိုးကုန်းနဲ့တပိတ်ချင်းနှစ်နေရာကိုစစ်ကူပို့ထားတာ ဒီတရင်ကိုအောင်ပွဲရမှထုတ်ပြောဖို့ပြင်ထားတာအခုကတော့ကျွန်တော်တို့ညီနောင်တွေခက်ခဲဖြစ်နေခြင်းထားမခဲ့ဘူးအတူတူယုံမှာအဓိကဖော့တော့လန်းစုံတိုက်ပွဲတပိတ်ချင်းတိုက်ပွဲတွေမှာကြားမဲတွေပါဝင်တိုက်ခိုက်နေတာ6လကျော်နေပြီအခုကညီနောင်တွေနဲ့ကြောချင်းကတ်ထားရမယ့်အချိန်ပါကျွန်တော်တို့ကြားမဲတွေညီနောင်တွေနဲ့အဆုံးထိထိန်ချုပ်နယ်မြေတွေကိုကာကွယ်သွားမှာပါလို့ MPT တိုက်ရင်မှုဘူမိုက်ခဲက ပြောပါတယ်ခင်ဗျာ ီတောင်ပေါ်စစ်စင်ရေးတွေမှာမြင်းကြံဘလက်တိုက်ကတပ်ဖွဲ့ဝင်ယာနဲ့ချီပြီးတော့မိုးကိုဘျူဟာထရိုင်ဘျူဟာနဲ့တပိတ်ချင်းမြို့နယ်ပကဖအပါဝင်ဒေသတွင်းညီနောင်မဟာမိတ်တပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်နေကြတာလို့သိရပါတယ်ခင်ဗျာအဲနောက်ထပ်မန္တလေးတိုင်းတွင်းကမတရားမှာဒီစစ်တပ်စစ်ကြောင်းထိုးပြီးတော့မိရှုဖမ်းဆီးနေတာကြောင့်ဒေသခံပြည်သူတွေနေရွှန့်ခွာထွက်ပြေးနေရပါတယ်ဒီသတင်းကိုတင်ပြကြပါမယ် မန္တလေးတိုင်းပြည်ဦးတွင် KI မရယာအရှိချမ်းမြောက်ချမ်းနဲ့အနောက်ချမ်းတွေကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးတော့ရွာစဉ်လက်မီးရှို့ဖမ်းဆီးနေတာကြောင့်ရွာသားတွေနေရက်စွန့်ခွာထွက်ပြေးနေကြတယ်လို့ဒေသခံတွေကပြောကြပါဗါတယ်။အဲ့ဒီစစ်ကြောင်း၃ကြောင်းစလုံးကမရယာမြောက်ချမ်းကိုဥတီပြီးတော့စစ်ကြောင်းထိုးနေတာလို့သိရပါဗါတယ်။စစ်ပေးဆောင်ရွာသားတယောက်ပြောပြတာက စစ်ကြောင်းကမရယာမြို့ပေါ်ကထွက်နေတဲ့စစ်ကြောင်းရှိမယ်အုံးပင်ရွာနဲ့ရုံးပင်ရွာကနေပြီးတော့ဒီထွက်လာတဲ့စစ်ကြောင်းရှိမယ်ကျွဲကြရွာကထွက်တဲ့စစ်ကြောင်းရှိမယ်စစ်ကြောင်းလာတော့ပြေးကြရတာပေါ့စစ်ကြောင်းနဲ့မိရင်အ ਨੇ ဆုံးရိုက်ခံရတယ်နေပူထီထီကြီးထဲမှာနေပူလန်းခံရတယ်သူတို့မွေးစေဝေးတုံးပြီးလူစိတ်ပြောက်သွားပြီဆိုရင်တော့ရွာသားတွေဖြစ်ဖြစ်တွေ့သည်မအကုန်တတ်တာအဲ့ဒီလိုဆိုတော့အသက်ဘေးကလုံအောင်ပြေးရတာပဲလို့ပြောပြပါရခင်ဗျာ မရယာမြို့နယ်အတွင်းကစစ်ပေးဆောင်တွေဟာစစ်ကောင်စီစစ်ကြောင်းရန်ကြောင့်မရယာမြို့နယ်အနီးဝန်းကျင်နဲ့ထိစပ်နေတဲ့မြို့နယ်တွေဘက်မှာတွားရောက်စစ်ပေးဆောင်ခိုးလုံနေကြပြီးတော့စစ်ပေးဆောင်ဥယေတနေ့တခြားများပြားလာတာကြောင့်စာကွင်းတွေရေအခက်အခဲတွေနဲ့ရင်ဆိုင်နေကြတယ်လို့လည်းသိရပါပါခင်ဗျာ ဒီမရီယာမြို့နယ်သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတူပြောပြတာကစစ်တပ်ဘက်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးလာတာဟုတ်ပါတယ်မရီယာမြို့နယ်ရုံပင်ရွာဘက်ကနေတရုတ်ဘက်ကိုထိုးလာပြီးတော့အောက်တိုဘာ၂၉ရက်နေ့မှာမရီယာနယ်မြောက်ချမ်းကိုထတ်ထိုးလာတယ်လို့ပြောပြပါတယ်စစ်တပ်စစ်ကြောင်းတွေကြောင့်မြောက်တငါကျေးရွာကျွဲကြကျေးရွာဇီးပြူပင်ကျေးရွာတောင်ကောင်းကျေးရွာတောင်နေကျေးရွာနဲ့ချောင်းပေါက်ကျေးရွာကပြည်သူတွေအရေးပေါ်နေရွှန့်ခွာထွက်ပြေးနေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ စစ်ကောင်စီတပ်တွေကတော့သူတို့တပ်ဆွဲထားတဲ့နေရာကြေးရွာတွေကနေပြီးတော့ဒီလက်နက်ကြီးတွေနဲ့နေရောညရောလို့လို့ပစ်ခတ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်မန္တလေးတိုင်းအတွင်းဒီစင်ကူးမြို့နယ်ကလက်ပံလာကြေးရွာကိုစစ်ကောင်စီတပ်ကဒီဘုံကျဲလို့ကလေးတူပအောင်ရတနှစ်ဦးတေဆုံးသွားပါတယ်။ မန္တလေးတိုင်းစင်ကူးမြို့နယ်ကလက်ပံလာကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်ရာမှာအသက်73နှစ်အရွယ်မိန်းကလေးအငယ်နဲ့ဒီအမျိုးသမီးတူတို့တေဆုံးပြီးတော့၃ဦးထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာဒီနေ့အော်တိုဘန်လ30ရက်နေ့နေ့လယ်12နာရီ9မိနစ်ကနေပြီးတော့12နာရီ15မိနစ်အတွင်းမှာမိတ္တလာရှမ်းတဲလေတပ်ကတက်လာတဲ့ဂျက်တိုက်လေရင်နဲ့၄ချိန်ဇက်တိုက်ဘုံဂျက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ လေချောင်းတက်ခိုက်မှုမှာလက်ပတ်လာကြေးရောကလူနေအိမ်ပေါ်ကျပြီးတော့73နှစ်အရွယ်မိန်းကလေးတည်ဆုံးကအမျိုးသားတအုပ်နဲ့မျိုးသမီးနှစ်ဦးတို့ထိခိုက်ဒဏ်ရာခဲ့ကြတာလို့သိရပါဗျ။ဒဏ်ရာသွားသူတွေကမျိုးသမီးတအုပ်ထပ်မံဆုံးပါခဲ့ရတယ်လို့လည်းဆိုပါဗျ။ဒါ့အပြင်နေအဆောက်အဦသုံးလုံးထိခိုက်ပျက်စီးခဲ့တယ်လို့သိရပြီးတော့စစ်ကောင်စီတပ်ကလက်ပတ်လာရွာကိုမကြာခဏလေချောင်းကနေဘုံကျဲတက်ခိုက်နေပြီးတော့ပြည်သူထိခိုက်တည်ဆုံးမှုတွေလည်းအများပြားရှိခဲ့ပါဗျာခင်ဗျာ။ မနေ့ကလည်းစင်ကူးမြို့ရဲ့အနောက်ဘက်ကရော်ရီမီကူတရာကျူးကြပဲပြီးတော့စစ်တပ်ကတနေ့လုံးလေရင်တွေနဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။နောက်အဲ့ဒရင်နဲ့တစ်ဆက်တည်းမှာပဲဒီမန္တလေးမရရာမိုးကုတ်လမ်းပေါ်မှာရှိတဲ့ကြောက်စစ်ကုန်းတရာမိုင်းခွဲခံရရပါတယ်ခင်ဗျာ။ မန္တလေးတိုင်းမရရမြောက်ချမ်းကျောက်စရစ်တောင်ရွာအနီးမန္တလေးမရရမိုးကုတ်ကမ်းလမ်းပေါ်မှာရှိတဲ့ကျောက်စစ်ကုန်းတရမဒီဒီနေ့မနေ့ပိုင်းကမိုင်းခွဲခံလို့ပျက်စီးသွားတဲ့အကြောင်းစည်ရေးတရင်ရင်းမြစ်တွေစီကနေပြီးတော့သိရပါဗျ။ကျောက်စရစ်ကုန်းတရဟာဒီပေ360အရှိပေ30အကျယ်ရှိပြီးတော့တန်ကွန်ကရစ် မြူစာ6ခုတရာဖြစ်ပြီးတော့2000ပြည့်ခုနှစ်ဇန်နဝါရီလ30ရက်ကတိဆောက်ပြီးသိခဲ့တာဖြစ်ပြီးတော့မိုင်းခွဲခံရတာကြောင့်တရာအရှိ65ပေလောက်ပျက်စီးသွားတယ်လို့သိရပါတယ်ခင်ဗျာမြေပြင်စီးရင်တရင်ရင်းမြစ်တူပြောပြတာကတော့လက်ရှိစစ်တပ်ကဆယ်တော်ကြီးနဲ့လေကြောင်းရံကာကွယ်တပ်ကိုပြန်ရဖို့စစ်ကြောင်းထိုးတာတွေအပြင် လေကြောင်းဘုံကျဲတာတွေရှိနေတော့စစ်ရေးတင်းမာနေတဲ့အခြေအနေရှိနေတယ်လို့ပြောပါတယ် ဒီဒီမနေ့အဲ့ဒီဒရာဖောက်ကွက်ခံရပြီဆိုတော့သိရတယ်နည်းမြေချင်းနေရဘယ်ဖွဲ့ကလုပ်တယ်ဆိုတာတော့မသိရသေးဘူးလို့ပြောပြပါရခင်ဗျာလက်ရှိမှာစစ်ကော်မရှင်ကမရရရှိကြန့်ရှိ3314လေချောင်းရံကာကွယ်ရေးတပ်အင်ဂျင်မြိုင်စေတော်ကြီးတပ်စခန်းများပြန်လည်ရရှိဖို့အတွက်လေချောင်းတိုက်ခိုက်တာတွေအပြင်အစစ်မြင့် drone စူးစိုက် drone တွေနဲ့အတူအင်အားအများပြအလွန်ကြုံသုံးပြုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာ မရယာမြို့နယ်ရှိကျန်းပတိကြီးမြို့နယ်အတွင်းမှာရှိတဲ့အယ်လ်ဖာဘီလက်မြေဆက်ယုံဖျောင်းတောင်တပ်ထုတွင်တင့်3014လေချောင်းရံကာကွယ်ရေးတပ်အင်ဂျင်မြိုင်ဆယ်တော်ကြီးတပ်စခန်းအပါအဝင်စစ်တပ်စခန်း40ခုအထိမန္တလေး PDF ကတင်ပိုက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့လည်းဒီဖျောင်းတောင်တပ်ထုတွင်စီမံကိန်းနဲ့အယ်လ်ဖာဘီလက်မြေဆက်ယုံကြောက်တရလမန်းရွာအပဝင်မရေယာအရှိချမ်းစစ်စခန်းတချို့ကိုပြီးခဲ့တဲ့အောက်ကုလကုန်ပိုင်းကပြန်လက်လွတ်ထားရပါတယ်။ အောက်တိုဘာ29ရက်နေ့ကလည်းစကိုင်းတိုင်းရွှေဘူမြို့နယ်ကြောင်မြောင်းမြို့နွယ်ငင်းကျေးရွာမှာမန္တလေးတိုင်းစင်ကူးမြို့ကိုချိတ်ဆက်ထားတဲ့အယောက်ဒီမြကူတရာရတနာတိန်ခါကို PDF ဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့တဲ့အကြောင်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်ထားပါရခင်ဗျာရခိုင်ကပုံနှကျုံမြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်လို့ဆယ်ဦးလောက်ထိခိုက်ဒဏ်ရာရှိတယ်လို့သိရပါရခင်ဗျာ ဒီရခိုင်ပြည်နယ်ပုံနှကျုံမြို့ကိုအကြမ်းဖက်လေတပ်ကဂျက်ဖိုက်တာနဲ့ပုံလာကျဲခဲ့လို့တေဆုံးတန်ရတဲ့အယက်သား၁၀ဦးလောက်ရှိတယ်လို့ဒေသခံတွေကပြောကြပါဗျ။ရခိုင်တပ်တော်အေအထင်းချုပ်ထားတဲ့ပုံနှကျုံမြို့ကိုဒီနေ့အော်တိုဘလ30ရက်နေ့နေ့လယ်တနာရီခွဲလောက်ကအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းကဂျက်ဖိုက်တာ၂စီးနဲ့ပေါင်900ဘုံ၅လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အခုလိုအယက်သားတွေထိခိုက်မှုရှိခဲ့တာဖြစ်တယ်လို့ပုံနှကျုံဒေသခံမြို့သားတဦးကပြောပြတာပါဗျ။ ဒီလောလောဆယ်တော့ဆယ်ယောက်လောက်ထိခိုက်တယ်လို့သိရတယ်လို့ပြောပါတယ်။တေဆုံးသူတန်ရသူတွေရဲ့အမိအသက်နဲ့အသေးစိတ်ကိုတော့ဆက်လက်ထုံသွမ်းနေသေးဖြစ်ပါတယ်။ပုံနှကျွတ်မျိုးကိုအေအေကပြီးခဲ့တဲ့2024ခုနှစ်မတ်လ၄ရက်နေ့မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဘယ်တိုက်ပွဲမှာမရှိတော့ပေမဲ့လည်းစစ်ကောင်စီကမြို့နဲ့နေတဝိုက်ကြေးရွာတွေကိုလေကြောင်းအပြင်ရေကြောင်းနဲ့စစ်တွေအခြေဆိုင်တိုင်ရင်တွေကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ ဒေသခံတွေကပြောကြပါရခင်ဗျာပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့ကလည်းပုံနဲ့ကျုံးမြို့အခြေစိုက်ဖြူစင်ရင်ကွင်ဖောင်ဒေးရှင်းလူမှုအဖွဲ့အစည်းကလူနာတွေကိုတွားယူနေတဲ့အချိန်မှာစစ်တွေအခြေစိုက်စစ်တပ်တပ်ရင်းတစ်ခုကဒီလက်နက်ကြီးနဲ့လှမ်းပစ်တာကြောင့်အသက်ငယ်ဆုံးပရိုက်တာတမလူငယ်တူဖြစ်သူမောင်ထေးအောင်ဟိခကိုလတ်14နှစ်ဟာကြီထိမှန်ပြီးဒေဆုံးခဲ့ရပါတယ်အောက်တိုဘာ26ရက်နေ့ကလည်းကျန်းဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့စစ်တွေတိုင်ရင်တစ်ခုကအေအေထိန်းချုပ်ထားတဲ့ ပေါတော်မြို့နယ်ကလူနေကျေးရွာတွေကိုလက်နက်ကြီးနဲ့ငါးကြိမ်တက်မနဲ့ပြစ်ခတ်လို့တောင်ညူရွာကိုကြားရောက်ပေါက်ခွဲကငါးနှစ်ရွယ်သမီးငယ်တဦးတည်ဆုံးပြီးတော့နှစ်ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ AAMNDA နဲ့ DNL တို့ပါဝင်တဲ့မြောက်ပိုင်းညီနောင်မမိတ်သုံးဘွဲ့တွေကတအံ့တက် DNL နဲ့စစ်ကော်မရှင်တို့ဟာမနေ့ကအော်တိုဘလ29ရက်နေ့ကစတင်ပြီးတော့နှစ်ဖက်ပြစ်ခတ်ရပ်လိုက်တာကြောင့် စစ်ကောင်မရှင်အနေနဲ့ညီနောင်သုံးဘွဲ့တဲကအေးအေးထိန်းချုပ်နယ်မြေတွေကိုထိုးသစ်ဆင်တိုက်ခိုက်တာတွေပုံမူလုလာနိုင်တယ်လို့လည်းစီရေးကက်ခတ်တွေကသုံးသပ်ထားကြပါတယ်ခင်ဗျာကဲတော့သကိုင်းတိုင်းဗမောင်းမြို့ကသတင်းကိုဆက်ပြီးတင်ဆက်ချင်ပါတယ်ခင်ဗျာစကိုင်းတိုင်းဗမောင်းမြို့ကိုစစ်ကောင်စီလေတပ်ကမနေ့ကအောက်တိုဘာ29ရက်မနက်ပိုင်းမှာလေကြောင်းကနေဘုံအလုံးကြီး40ကျော်ကျဲချတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကနေပြီးတော့သိရပါတယ် တုံလိုင်းတက်တွေတိမ့်ပိုက်ထားတဲ့ဗမောက်မြို့ပတ်ဝန်းကျင်ကိုဘုံကျက်တိုက်ခိုက်တာဖြစ်ပြီးတော့အရတားတွေနဲ့တုံလိုင်းရဲဘော်တွေထိခိုက်ဒေဆုံးတာမရှိပေမဲ့နေအိမ်တွေပျက်စီးခဲ့တယ်လို့ဆိုပါရယ်ဒီဗမောက်ဒေသကံတယောက်ပြောပြတာကမနေ့မနေ့ကဗမောက်မြို့ရဲ့ပတ်ချာလယ်ကိုဝိုင်းတွဲနဲ့ဘုံတွေပတ်ကျဲသွားတယ်လူထိခိုက်မှုတော့မရှိဘူးရဲဘော်တွေလည်းထိခိုက်မှုမရှိဘူးတဲ့ရဲဘော်တွေရှိနိုင်မယ်တဲ့မြို့ပတ်ချာလယ်တွေကိုအကုန်လိုက်ကျဲတာလို့ပြောပြပါရယ် ဒီစကောင်စီဟာဗမောမျိုးတွင်းကိုလည်းလက်လက်ချင်းနဲ့လှမ်းပစ်တာကြောင့်နေတွေပျက်စီးတာဗမောရဲစခန်းတွေကအချုပ်ထောင်တွေမီးလောင်တာတွေရှိပေမဲ့စစ်ကောင်စီလော်ဘီတွေက KNA တွေမီးရှို့တယ်ဆိုပြီးတော့ဝါရဖြန့်ထားပါတယ်။ဗမောဒေသခံတယောက်ပြောတာကနေအပျက်စီးအတိအကျတော့မသိရသေးဘူးဘေးပပလည်းဝင်းကျင်ကိုကျဲတာဆိုတော့အိမ်ပျက်စီးတာတွေတော့ရှိတယ်။နောက်ပြီးဗမောမျိုးတွေကနေအိမ်တွေလက်လက်ချင်းမှန်တာတွေရှိတယ်မီးလောင်တာတော့ရဲစခန်းအချုပ် ဆောင်တွေမီးလောင်တာတွေရှိတယ်လက်နက်ကြီးကြလို့လောင်တာမြူတဲကိုပီရီယက် တက်တွေဝင်ခဲ့နိုင်ပေမဲ့ဟိုမလင်းဘက်ကိုရှမ်းနီတက်တွေဆုတ်ထားတော့ပွဲကမပြီးသေးတာဗမောက်တောင်ဘက်မှာဆက်ဖြစ်နေတာမြူအဆက်ပေါ်လို့ပြောပြပါရခင်ဗျာဒီနာရကနဲ့ခမိုးကြီးရွာတွေမှာထိုင်ချပြီးစစ်ကောင်စီတပ်နဲ့ရှမ်းနီ SNA တက်တွေဟာ120မမနဲ့အောက်တိုဘာ29ရက်နေ့ကလည်းလက်နက်ကြီးတွေနဲ့ဒီဗမောက်မြို့တွင်ကိုပစ်ခတ်တာကြောင့် နေနေပျက်စီးခဲ့ရတယ်လို့ဆိုပါရခင်ဗျာဒါအပြင်စစ်ကောင်စီလေတပ်ဟာမြစ်သေးချင်းကျေးရွာနဲ့နာရကကျေးရွာလမ်းစုံကိုပုံချက်တက်ခိုက်ခဲ့တယ်လို့လည်းဆိုပါရစက်တင်ဘာနောက်ဆုံးအပတ်မှာဗမောင်းမြို့ကိုတွန်လိုင်းတပ်တွေသိမ်းပိုက်လိုက်ပြီးတဲ့နောက်မြို့အနီးကရွာတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေလို့ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာအော်တိုဘာလ30ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်သာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာလည်းတွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။